အခုကြည့်နေတဲ့မိတ်ဆွေကထိုင်းနိုင်ငံဘန်ကောက်တို့ချင်းပိုင်တို့မှာမဒီကချက်ကလှုပ်ချင်တယ်စေယုံစေကံပြချင်တယ်ဒါပေမဲ့ဘယ်ကစပြီးတော့လောရမှန်မသိဘူးဘသူနဲ့ချိန်ဆက်ရမှန်မသိဘူးနောက်မကုံသိနေတာတွေလည်းမကုံချင်ဘူးနောက်ဒီဘက်ခင်မှာဆိုရင်လည်းအလိန်ညာတွေများတော့အလိန်ခံရတာမျိုးတွေလည်းမဖြစ်ချင်ဘူးဆိုရင်ကျွန်တော်တို့ဒေါက်တာအောင် team နဲ့ ခြေဆက်ဆက်သွယ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒေါက်တာအောင် team အနေနဲ့မြန်မာလူနာတွေကျွန်တော်ထိုင်းနိုင်ငံမှာစေယုံစီကံပြကျင်နေဆိုရင်ထိုင်းနိုင်ငံကဒီစိတ်ချရတဲ့စေယုံနေနဲ့ခြေဆက်ပေးတဲ့ one stop service ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဆိုရင်ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စေယုံ6ခုနောက်ချင်းမတ်မြို့မှာစေယုံ3ခုအဲ့တော့စုစုပေါင်းစေယုံ9ခုနဲ့ခြေဆက်ထားပါတယ်ကျွန်တော်အနေနဲ့ပေးမဲ့ဝန်ဆောင်မှုကတော့ဒီလူနာနဲ့ကျွန်တော်တို့ဒီဒေါက်တာအောင် team ကမြန်မာဆရာအောင်တယောက်နဲ့ဒီကနက်ဦးအခမဲ့ဆွေးနွေးတိုင်ပင်ပေးတာ ။နောက်လူနာသိကျင်တဲ့သတင်းအချက်လက်တွေနောက်ခံမှန်းကုန်ကြစည်းတွေကိုကြိုတင်ပြီးတော့ပြောပြပေးတာ။နောက်မြန်မာစကားပြန်ဝင်ဆောင်မှုပေါ့နော်။အော်ဒါတွေကနေစပြီးတော့အကယ်လူနာဘက်ကလိုအပ်တဲ့ဆိုရင် hotel booking ယူတာတို့နောက်လေယာဉ်လက်မှတ်ဖြတ်တာတို့အော်စတဲ့ဝင်ဆောင်မှုတွေကိုပါပေးပါတယ်။အော်ဒီနေ့မှကျွန်တော်ပြောပြချင်တာကလူနာတွေအနေနဲ့မိမိကိုယ်တိုင်စေခံသွားပြတာနဲ့ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့သွားပြတာနဲ့မှာကုန်ကြစည်းကအတူတူပဲဖြစ်ပါတယ်။အဲ့တော့ပုံမှန် process မှာဆိုရင်ကျွန်တော်တို့က ဒီလူနာစီကနေပြီးတော့တည်သက်ဝင်ဆောင်ကဆိုပြီးတော့ထပ်ပြီးတော့မယူပါဘူး။အော်ဒါဆိုရင်ကျွန်တော်တို့ကဒီ profit ကိုဘယ်ရရမလဲဆိုတော့အဲ့တော့ကျွန်တော်တို့ကစေးရုံစီကနေရတာပါ။အဲ့တော့ဒီလူနာစီကနေပြီးတော့ကျွန်တော်တို့တည်သက်ဝင်ဆောင်ကဆိုပြီးတော့ထပ်ယူတာမျိုးမရှိပါဘူး။အော်ဒါကတော့ကျွန်တော်တို့ဒီလူနာနဲ့ဒီကျွန်တော်တို့ဂျားထဲမှာဒါတခြားရှင်းရှင်းလင်းလင်းသိအောင်လို့ကြိုပြီးတော့ပြပြထားတာဖြစ်ပါတယ်။အော်နောက်တစ်ခုကဒီဈေးနှုန်းတွေပေါ့နော်။စေးရုံဘက်ကတတ်မှတ်ထားတဲ့ဈေးနှုန်းတွေ။အော်လူနာတွေကဈေးနှုန်းသိကျင်တဲ့ဈေးနှုန်းမေးတဲ့ဆိုရင်ကျွန်တော်တို့ကစေးရုံဘက်ကတတ်မှတ်ထားတဲ့ ချပြထားတဲ့ဇင်းနှုန်းအတိုင်းပဲကျွန်တော်ကလူနာတွေကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဇင်းနှုန်းတွေကိုတိုးယူတာမျိုးတွေစေယုံကတတ်မှတ်ထားတဲ့ဇင်းနှုန်းထက်ပိုပြောတာမျိုးတွေလုံးဝမလုပ်ပါဘူးအဲ့တော့ဒီဘိုင်းမှာလူနာတွေနဲ့ကျွန်တော်တို့ကြားထဲမှာတရားရဂိုင်းတော့ဒါ transparency ရှိတယ်ဆိုတာကိုကျွန်တော်ကြိုပြီးတော့ပြောပြထားတာဖြစ်ပါတယ်ချွန်ချက်အနေနဲ့ကျွန်တော်မြန်မာပြည်ကလာမဲ့လူနာရဲ့အနေနဲ့ဒီလေရင်လက်မှတ်ဖြတ်တာတော့ဟိုတယ် booking ယူတာတော့အဲ့ဒီဝန်ဆောင်မှုတွေကိုကျွန်တော်တို့အနေနဲ့ပြုလုပ်ပေးရမယ်ဒီဝန်ဆောင်မှုနှစ်ခုပါထပ်ယူမယ်ဆိုရင်တော့အဲ့ဒီတော့ကတော့ ဒီဝန်ဆောင်ကအနေငယ်ကြာတဲ့နိုင်ပါတယ်အဲ့တော့ဒီ channel ဒီစိတ်ကန်းပြတဲ့ process တွေလုပ်ငန်းစဉ်တွေကတော့အာကျွန်တော်တို့တည်တံ့ဝန်ဆောင်ကထပ်ပြီးတော့မယူပါဘူးဒါဆိုရင်လူနာကိုကိုတိုင်းသွားပြတာနဲ့ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့သွားပြတာနဲ့အဲ့တော့ဘာတွေကွာမလဲဆိုရင်ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့သွားပြခြင်းအဖြစ်ဒီနံပါတ်1ကောင်းကျိုးကဘာရမလဲဆိုရင်ကျွန်တော်တို့ team ကဒီမြန်မာဆရာဝန်တအူးနဲ့ဟိုကနအူးဆွေးနွေးတိုင်ပင်ဝင်ရမယ် ။အနောက်တစ်ခုကကျွန်တော်ခံမှန်းကွန်ကြားစည်းကိုကြိုတင်ပြီးတော့သိရှိနိုင်မယ်။နောက် appointment ယူတာ booking ယူတာကိုလည်းကျွန်တော်တို့လုံဆောင်ပေးတယ်။နောက် medical check up ဒီ promotion တွေဆိုရင်လည်းပဲကြိုတင်ပြီးသိနိုင်မယ်။အဲ့တော့အခုဆိုရင်လည်းဒီ Ranger Red ဆေးရုံမှာ whole body check up အတွက်ကျွန်တော် buy one get one promotion ရှိတယ်။ တော့ဒီအခုဒီနှစ်ဒီဒီဇင်ဘာလောက်ကောင်ဒီရှိတာအဲ့တော့ဒီလို promotion နေဆိုရင်ဒါအရန်တန်တယ်ဟိုဘိုင်းဝါကဝမ်ဆိုတော့တယောက်စီရင်နောက်တယောက်က free စစ်ခွင့်ရမှာဆိုတော့ဒါအရန်တန်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီဂျားဖြတ်ကြော်ညဝင်တာပေါ့အဲ့တော့ဒီဒီကာလမှာဒီနှစ်မကုန်ခင်မှာ medical check up လုပ်ဖို့ရှိရဆိုရင်အဲ့ဒီ package ကတော့အရန်တန်တယ်အဲ့တော့ဒါလေးကျွန်တော်တို့ဒီလိုမျိုး promotion တွေကိုကိုကကြိုးပြီးတော့သိရှိနိုင်မယ်။နောက်နံပါတ်5အချက်ကတော့ကျွန်တော်ဒီစေကန်းပြတဲ့နေ့မှာလူနာကိုကျွန်တော်တို့၄စိတ်သို့မဟုတ်ဒီ hotel အထိပေါ့နော်စေယုံကားနဲ့ လာပြီးတော့ကြိုးပေးတာမျိုးလည်းကျွန်တော်လုပ်ပေးတယ်အဲ့တော့ချွင်းချက်အနေနဲ့ဒီဝန်ဆောင်မှုကတော့ဒီတချို့အချိန်တွေမှာတော့မရပါဘူးနောက်နံပါတ်6ကောင်းကျိုးကတော့ဒီလူနာစေကံပြတာဒီ medical check up လုပ်တာတွေအတွက်ဒီလိုအပ်တဲ့ဒီမြန်မာစကားပြန်ဝန်ဆောင်မှုပေါ့နော်ဒီဝန်ဆောင်မှုကိုလည်း ရရှိနိုင်ပါတယ်အဲ့တော့ဒီဝန်ဆောင်မှုကတော့ဒါကိုကိုတိုင်သွားပြရင်လည်းဒါရရှိနိုင်တဲ့ဝန်ဆောင်မှုဖြစ်ပါတယ်အဲ့တော့ဒါတွေကတော့ဒီကျွန်တော်တို့ team နဲ့ချိတ်ဆက်ပြီးတော့သွားခြင်းအဖြစ်ဒါရရှိနိုင်မယ်ကောင်းကျိုးတွေဖြစ်ပါတယ်အဲ့တော့နောက်ထပ်ခြွင်းချက်တစ်ခုအနေနဲ့ကတော့ဒီတချို့လူနာတွေကဒီကျွန်တော်ဆေးရုံက provide လုပ်ထားတဲ့မြန်မာစကားပြန်အပြင်ပေါ့ဒီကျွန်တော်တို့ဒေါက်တာအောင် team ကနေပြီးတော့ဒီနောက်ထပ်ဒီမြန်မာဆရာရောစကားပြန်တယောက်ပါထပ်ပြီးတော့လိုချင်တယ်အဲ့တော့ဒီလိုမျိုးဆိုရင်လည်းကျွန်တော်တို့ဘက်ကဝန်ဆောင်မှုပေးပါတယ်အဲ့တော့ဒီလိုခြေနေမျိုးဆိုရင်တော့ဒီကျွန်တော်တို့ team ကဒီဆရာတော်တယောက်ကိုဒီ time back ကဆေးရုံမှာလူနာ ွားပြတဲ့နေ့မှာကျွန်တော်ကထည့်ပေးလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအဲ့ဒီအတွက်ကတော့ကျွန်တော်တီးတဲ့ဒီဝန်ဆောင်ကတခုတော့ကျွန်တော်တတ်မှတ်ထားတာမျိုးရှိပါတယ်။အော်ဒါကလည်းဘယ်လောက်ကုန်ကြမလဲဆိုတာကိုလူနာရီလာပြီးတော့ဒီစုံစမ်းတဲ့အချိန်မှာကျွန်တော်တို့တက်ခါတယ်ပြောပြပါတယ်။အဲ့တော့ကျွန်တော်ဘက်ကအာမခံနိုင်တာကတော့ကျွန်တော်အနေနဲ့လူနာကိုလိုအပ်တာပဲ စစ်ဆေးမယ်လိုအပ်တာပဲညွန်ကြမယ်အဲ့တော့မလိုအပ်တာတွေကိုလုံးဝမညွန်ကြဘူးမလိုအပ်တာတွေကိုလုံးဝမစစ်ဆေးခိုင်းပါဘူးအဲ့တော့မလိုအပ်တဲ့ကုန်ကြမ်းစရိတ်တွေဒီကျွန်တော် team နဲ့ချိန်ဆက်လိုက်လို့မလိုအပ်တဲ့ကုန်ကြမ်းစရိတ်တွေအဲ့တော့လုံးဝမရှိစရာဘူးလို့အာမခံပါတယ်ဒါကျွန်တော်ပေးနိုင်တဲ့အာမခံမှုပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော် team နဲ့ချိန်ဆက်ပြီးတော့ထိုင်းနိုင်ငံမှာ စည်းကမ်းပြခြင်းနဲ့စေယုံစည်းကမ်းပြခြင်းနဲ့မက်ဒီကယ်ချက်ကလုတ်ချင်တယ်ဆိုရင်ဒီမှာပြထားတဲ့ဖုန်းနံပါတ်တွေကိုလည်းစီဆက်သွယ်ပြီးတော့ဆောင်စမ်းနိုင်တယ်လို့ဒေါက်တာ page messenger မှာလည်းလာရောက်ပြီးတော့ဆောင်စမ်းနိုင်ပါတယ်။အဲ့တော့တခြားသိချင်တာရှိရင်လည်းဒီ page messenger မှာလာပြီးတော့မေးမြန်းထားလို့ရပါတယ်။အဲ့တော့တခုရှိတာကျွန်တော်ဒီဒေါက်တာ page ကဒီ1.7 million follower ရှိတဲ့ page ကိုလာပြီးတော့ဆက်သွယ်ပေးပါ။အဲ့တော့တခြား page အတူတွေလည်းရှိလို့ဖြစ်ပါတယ်။အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်။